တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာသူကြစွာကောင်းတဲ့ကာလဖြစ်တယ်အကျန်းစီရွယ်ချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ် ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားသောအကျိုးပေးမှုနဲ့တွေ့တဲ့မှုတွေကိုဖြစ်ပေါ်မယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ပြိုရွယ်သူတွေစမ်းပွင့်မယ်။မိသားစုနဲ့ဝေးကွာနေသူတွေပြန်လည်ဆောင်စည်းရခြင်းကိုရှိတတ်တဲ့ကောင်းသောကံ ပြောင်းလဲတဲ့ဖြစ်ရက်တွေကတဆင့်ပြီးတဆင့်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီကာလအတွင်းမှာဖြစ်ပေါ်မဲ့နမိတ်ကိုတွေ့ရပါတယ်။15ရက်နေ့ရာရာကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တဲ့16ရက်နေ့မှာငွေဝင်တဲ့ ပြန်ပြန်ထွက်တယ်ကိုကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုတော့ကင်နေရနေပဲ၁၉ရက်နေ့မှာရီမန်းထားတာနဲ့လက်တွေ့နဲ့ကွာဟတယ်မတော်တဆထိခိုက်မှုတွေကယူဆရမယ်လူ၄ယောက်တူခီးသွားခြင်းကိုရှောင်ကျဉ်ရမယ်အနောက်ရက်ကိုဦးတည်သွားစေခြင်းဖြစ်တတ်တယ်နေ့တနင်္ဂနွေနေ့ညနေ၃နာရီအတွင်းမှာအရာရာသတိချရမယ်၁၈ရက်နေ့မှာတော့ကောင်းသောကံတိုးတက်မှုတွေရှိလာတယ်လူရာပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့ဒလန်းပွင့်တဲ့နေထားရှိမယ်၁၉ရက်နေ့က ကောင်းသောကံကြမ္မာစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှားဘူး။ကောင်းကင်မှာရှိတဲ့နတ်ခတ်တွေထဲမှာမှယာဟုဂျိုဆိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဟုဂျိုကပြီးခဲ့တဲ့2020သောခုနှစ်အောက်တိုဘာလ31ရက်နေ့ကနေဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်ဒီမှာရှိပြီးလူတွေကိုစိတ်နှောက်ရှစ်တွေဖြစ်တတ်တဲ့ကမ္ဘာဝန်းဝန်းရှိတဲ့ပေးစော့အနေဆိုးတွေကတ်ဆိုးတွေကိုသူဖန်တီးတယ် အဲ့ဒီဒီနေ့မှာပဲရာဟုတို့ကမင်းရာသီကနေကောင်းရာသီကိုကူးပြောင်းသွားတယ်ဒီ16ရက်နေ့မေလဒီကာလကကောင်းချင်းကိုစတင်ယူဆောင်နေဆိုတာဒီအကြောင်းအရာကိုအဓိကထားပြီးလည်းပြောရတယ်အဲ့တော့ကာလရှိချာအနှောင့်အယှက်တွေဖြစ်နေတဲ့ကိစ္စတွေဘေးစောအနေအဆိုးတွေကနေတဖြည်းဖြည်းတော့ညော့သွားမှာပေါ့ဒီလိုဂျိုပြောင်းကဒုက္ခပေးတာတော့မရှိတော့အခြားခြားသော ပုံမှန်နေသားလေးတွေကတော့ဒီ ဂျိုကြောင့်မဟုတ်တော့အခြားအကြောင်းအရာတွေကြောင့်ရှီကောင်းရှိနေတယ်ဒါပေမဲ့ဂျိုစီဂျိုနေညံ့လို့ဖြစ်တဲ့နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ်20ရက်နေ့ကတော့ရာရာကောင်းတဲ့နမိတ်နဲ့တိုးတက်ခြင်းလေးတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်21ရက်နေ့ကတော့ကိုယ်စန္ဒရည်ရွယ်ခြင်းနဲ့ဘဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်စေပြခြင်းကိုရရှိနိုင်ပါတယ်ကြာသာပရိနေဗုဒ္ဓနေအင်္ဂါနေမွေးတဲ့သူတွေကောင်းကျိုးပေးတယ်တနည်းလာနေသောကြာနေမွေးသူတွေဒုက္ခပေးတတ်တယ် 369ခန်းနဲ့အကျိုးပေးပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အဖြူရောင်ပန်းဝင်လေးတွေမကြာခဏဖျားကတ်သူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။တနင်္လာနေ့ပွဲသွားတော့မင်္ဂလာပါ2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာအောင်မြင်တဲ့ကာလတစ်ခုဖြစ်ပေမယ့် အတတ်ပညာနဲ့ပတ်သက်ရသော၎င်းလုံကိစ္စမှာသော၎င်းပြန်လည်ဆောင်ရရလိမ့်မယ်ပြန်လည်လှုပ်ဆောင်မှုတွေဟာကိုယ့်အတွက်ထူးခြားတဲ့အကျိုးပေးမှုနဲ့မူလတဲ့ပူဇော်သောကံကိုရလိမ့်မယ်ဝေယေကြီးကိစ္စမှာကိုပြောတာဆိုတာတွေတွေမအောင်မြင်မယ်ငွေဝင်ကောင်းပေမဲ့စုဆောင်းရခဲ့မယ်ရှင်ပြန်မှုတွေမအောင်မြင်မယ်ကောင်းသောကြော်ကြားခြင်းကိုရရှိမယ်လုံးသမျှချင်ရှားမယ်လူသိမယ်အများကအသိမှတ်ပြုခြင်းကို အထင်ရှားရရှိမဲ့ကာလဖြစ်ပါတယ်15ရက်နေ့မှာရှင်ပြိုင်မှုမမြအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြတ်ခြင်းကိုချုံမယ်16ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ပြီးမှအစဉ်ပြေမယ်18ရက်နေ့ကတော့ထူးခြားတဲ့ကံကောင်းခြင်းအစဉ်ပြေခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့မေတ္တာရေးကံကောင်းခြင်းနဲ့ချုံမယ်16ရက်နေ့မှာရန်ပတိပက္ခတွေတွေချုံပြီးအစဉ်ပြေမယ်19ရက်နေ့မှာ ထူးခြားသောကောင်းခြင်းကံနဲ့ကြိုးပမ်းခြင်းနေရှိမယ်။အဲဒီနေ့ကငွေကြေးဌာနဥစ္စာနဲ့ပတ်သက်တဲ့ကောင်းခြင်းကံဌာနသိတိနဲ့ပတ်သက်တဲ့ဆန်းနဲ့ရှင်တဲ့နေ့ဖြစ်တော့အဲဒီနေ့မှာပန်းဆန်းဝေဆက်ကူလေးတွေကိုရင်ဝဲဖြန့်ပြီးလူနဲ့ဆောင်လိုက်ရင်ကောင်းတယ်။အဲတော့20ရက်နေ့မှာတော့ထူးခြားတဲ့အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်။ခဲခဲလေးတွေနဲ့ရှင်ပြီးလောက်ရမယ်။20ရက်နေ့ကတော့အရာရာကံမြင်ခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းလေးတွေ ဖြစ်ပေါ်နေတာကိုတွေ့ရတယ်။တနင်္လာနေ့သောကြံနေ့စနေနေ့မွေးစုတွေတပတ်တာအတွင်းကိုကိုကောင်းစွာချိုးပြလိမ့်မယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးစုများကြောင့်စိန်နောက်ဆက်တွေဖြစ်တတ်တယ်။၄၆၅ကဏ္ဍနေ့ချိုးပေးတဲ့အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးထူးခြားခြားအောင်မြင်ခြင်းအစဉ်ပြေခြင်းနဲ့ကောင်းခြင်းကံတွေကိုရရှိနိုင်ပါလေ။ဒီကာလအတော်တွေမှာ 19ရက်နေ့မှာ ထူးခြားတဲ့ဂျိုပြောင်းလဲနေရှိတယ်အဲ့ဒီကနေစပြီးတော့8ရက်ဆက်တိုက် အမဲသားရှောင်းလိုက်ပါ ထူးခြားတဲ့ကောင်းခြင်းနာကန်နဲ့အကျိုးပေးခြင်းကံကြမ္မာတွေကိုဖြစ်ထွန်းရရှိနိုင်ပါတယ်19ရက်နေ့မှာ အသွာလာနေတိုင်းသူကယူဆိုင်ပါ လူ၄ယောက်အတူတကွခီးသွားခြင်းလုံးဝမပြေနဲ့အန္တရာယ်ရှိတတ်တယ်အဓိကအဲ့ဒီနေ့မှာ ဒီအသွာလာနေတိုင်းဂယုဆိုင်ဖို့အထင်ကရသတိထားရမယ်အနောက်ရောက်ကိုတည်သောဇန်နေဖြစ်တတ်တယ်နေတနိုင်ခွဲနဲ့သုံးနိုင်တွင်သွာလာနေတိုင်းထူးပြုတ်ဂယုဆိုင်ရမယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင် ပန်းနေတွေဖျားတင်ပြီးတော့လိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့တွင်တည်ရှိနေတဲ့ကာလမှာ ရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်။ထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ရည်မှန်းထားသည့်တို့ကိုလက်တွေ့ကောင်းထည့်ဖော်၍အစ်စ်မြင့်သောနေထားကိုရမယ်။ခီးကိစ္စတွေအစီပြေမယ်။အရွေးရခင်အောင်ခွင့်ရနှမျိုးတစ်ပြိုင်တည်းထဲချုံမယ်။ခက်ခဲတဲ့လမ်းကြောင်းရွေးချယ်ရင်ကောင်းမယ်။ခီးကိစ္စတွေအောင်မြင်မယ်။ရှိသူခင်သူရင်းနှီးသူများနဲ့မကြာခဏစကားများရတဲ့တဲ့ဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တယ်။မိတ်ဆွေပေါင်းစည်းအောင်များနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်။ဥတီကျပြောင်းပြီးလောကန်ချင်းရဲ့ ောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။15ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။အခက်အခဲအားလုံးကိုကျော်ပြီးဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရအောင်ဖန်တီးနိုင်လိမ့်မယ်။ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။16ရက်နေ့မှာအရာရာအစဉ်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်။18ရက်နေ့မှာရှင်ပြန်မှုမှမြင်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရရှိတယ်။ဒါပေမဲ့လူလေးယောက်တူခီးသွားခြင်းမပြုရဘူး။ အန္တရာယ်ရှိတတ်တယ်။အဲ့ဒီမှာအနောက်ရောက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်။နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြမှာသွာလာနေထိုင်ကြိုးဆက်ရမယ်။ဆက်ရှိရနေမှာတော့ရံပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစဉ်ပြေမှုလေးတွေဖြစ်လာပြီးတော့လိုရာပြည့်စုံမဲ့ဘဝတွတ်တယ်မဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်။၁၉ရက်နေ့ဟာထူးခြားသောနေ့တစ်ခုဖြစ်တယ်။အဲ့ဒီနေ့မှာဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုဖြစ်စေနေကြုံမယ်။၂၀ရက်နေ့မှာ ကောင်းသောခံချက်မှန်းနဲ့နှိမ့်သာရရမယ်အခက်အခဲအလုံးကိုပြေလျအောင်ဖြေရှင်းနိုင်မယ်ခရီးကံကောင်းမယ်21ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ပွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုမလွဲစေကြပါ့ကြုံမှုရှိပါတယ်ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုနဲ့ကြိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်အနှောက်အယှက်လေးတွေရှိနိုင်တယ်နှစ်ငါးခုကနန်းနေ့ကိုနဲ့ကြိုးပေးတဲ့ကနန်းနေ့ဖြစ်တယ်အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့ အလိုရှိရာဂျန်စီရဲ့ဂျန်စီရဲ့ရွေချက်တွေမှာအထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ်။မေလ16ရက်နေ့မှာအဲ့ဒီနေ့ကနေစပြီးတော့9ရက်ဆက်တိုက် အမေသားရှောင်းထူးထူးခြားခြားကောင်းခြင်းတွေအနာဂတ်မှာရှိလာပါနိုင်မယ်။ကျေးဇူးတင်ပါတယ်။ဗုဒ္ဓနေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မေလ15ရက်ကနေ့ 21ရက်နေ့အတော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတဲ့ရေမှန်းချက်စရာမြင်မဲ့ခက်ခဲလုံးကိုကျော်လွှားနိုင်မယ်မိမိလိုလားချက်နဲ့စန္ဒတို့ကိုရှေ့တို့လို့၍ကောင်းသောကာလဖြစ်တဲ့ခီးကံကောင်းမယ်အမေဖွားတော်ဆရှိတဲ့ကြီးကဲမျိုးသမီးကျမ်းမာရေးချူကြမယ်ရင်းနှီးသူများနဲ့စကားများတဲ့တဲ့အတိုက်ခံကြမှာဒုတက်မှုကိုဖန်တီးနိုင်လိမ့်မယ်15ရက်နေ့မှာကောင်းသောကံကြိုးပမ်းမှုနဲ့ဒုတက်မှုတွေကိုရရှိမယ်ပစ္စည်းပြောက်ရှာများတဲ့တဲ့16ရက်နေ့မှာငွေကြေးကံကောင်းခြင်း လက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့ကံမြမခြင်းတွေရှိမယ်၁၈ရက်နေ့မှာမတော်တဆထိခိုက်မှုကနေကျူးဆက်ရမယ်လူလေးယောက်ဒုခီသွားခြင်းမပြုရအနေကြီးမှလည်းနောက်နံပါတ်၄ကနန်းပါတဲ့ကားတွေသွားလာနေတိုင်းမောင်းနေမှုကိုကျူးဆက်ရမယ်အဓိကအနောက်ရက်ကိုဒီသွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သွားလာနေတိုင်းကျူးဆက်ရမယ်၁၈ရက်နေ့မှာတော့အေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုတွေကိုရရှိမယ် 19ရက်နေ့မှာငွေကြေးကန်ကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြုံမယ်20ရက်နေ့ကတော့ထူးခြားတဲ့ကောင်းခြင်းကံတွေရှိမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်တခုတည်းမကတဲ့လုပ်တွေကိုလုပ်ရလိမ့်မယ်21ရက်နေ့မှာပြဿနာနှမျိုးဖြေရှင်းရမယ်အတိုက်ခံကြားမှာတိုးတက်မှုကိုဖန်တီးရရှိတဲ့နေထားကိုကြုံတွေ့ရလိမ့်မယ်တနည်းကတွေသောကြစနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလားကြာသာပြီးမွေးသူများကြောင့်စိတ်နှောင့်ရှက်တွေဖြစ်တတ်တယ် နှစ်ခုကိုကနန်ချိုးပေးတယ်အစိမ်းရောင်ဖြူရောင်နိုးနေအောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါတပြေသုံးညွန်ဖျားကတ်လူပူဇော်ပြီးလိုရာကိစ္စတွေတွေဆောင်ရွက်ရင်ထူးခြားတဲ့ကောင်းခြင်းကံနဲ့အချိုးပေးခြင်းတွေကိုရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဂျာသပတိနေမွေးသူအားလုံးမင်္ဂလာပါ2025မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလမှာရန်အတိုင်းခံ အနှောင့်အယှက်တွေကြားထဲကဖြတ်သန်းရမယ်ကို့ဘောမှာနှောင့်အယှက်တဲ့သူတွေကို့လမ်းကြောင်းကိုတားဆီးတဲ့သူတွေနဲ့လည်းတွေ့တတ်တယ်စိတ်ရှည်သီးခံရမယ်မူလစီစဉ်တာနဲ့လက်တွေ့ကွာဟနေတယ်တပားသူဘက်ကဂတိပြတ်လို့ကို့မှာဆောင်းရရတာတွေတွေလည်းနှောင့်နှေးချန်ကြလိမ့်မယ်မထင်မှတ်ဘဲအောင်မြင်တဲ့လမ်းကြောင်းသစ်တွေကိုကိုယ်ပိုင်ရည်တည်ချက်နဲ့လုပ်ကန်ဆင်ပြေမယ် အတူတွဲတဲ့အုပ်စုတွေစုပေါင်းလုပ်တဲ့အုပ်စုတွေတွေအုပ်စု꿰မယ်လူသစ်တင်တယ်လည်းပြန်လဲဆက်ဆံတတ်တယ်စာရွက်စာတမ်းပြန်လဲပြင်ဆင်ချုပ်ဆိုခြင်းခရီးပြန်လဲတိဆောက်ပြောဆိုခြင်းအခက်အခဲဖြေရှင်းခြင်းတွေအတွက်ကောင်းတဲ့နေသားတိုးတက်တဲ့ကံလေးတွေပေါ်ပေါက်မယ်15ရက်နေရာရံများမယ်တိုက်ခတ်များမယ်16ရက်နေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်19ရက်နေ့ ဝေတိပေးယူသတိထားရမယ်မတော်တဆအနေဖြစ်တာကယူဆရမယ်အနောက်ရက်ကိုတည်သွားစေအနေရှိတတ်တယ်နေ့တနင်္ဂနွေနေ့ညနေ3နိုင်တွင်သွားလာကယူဆရမယ်ဆက်ရှိရနေ့ကတော့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ကြုံမယ်19ရက်နေ့မှာရံများမယ်မနာလိုသူပြောမယ်ပေါများမယ်အတိုက်ခံများမယ်20ရက်နေ့ကတော့အေးပါတယ်ဆုံးဖြတ်ချက်ချမှတ်ရမယ်20ရက်နေ့မှာ ရပိုင်ခွင့်နှင့်လက်ဝဲပြန်လည်ရရှိခြင်းခက်ခဲသောကိစ္စပြေလည်အောင်ဖြေရှင်းခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့အလောက်ချံရွယ်ချက်မှန်သမျှလက်တွေ့အကောင်အထည်ဖို့တိုးတက်ခြင်းဖြင့်ရှိမည်။ဇာတာပတိနှင့်ဗုဒ္ဓနှင့်တနည်းလာနှင့်မွေးစုတွေကောင်းချိုးပေးမယ်။တနည်းငယ်တွေနှင့်အင်္ဂါနှင့်မွေးစုများစိန်အောင်ဆက်ပေးတတ်တယ်။နှင့်ခေါ်ငါးကဏ္ဍနှင့်ချိုးပေးတယ်။အဖြူရောင်စိန်ရောင်မိခိုးရောင်တို့ကို ဝယ်ပြီးတော့လူရှိရာကိစ္စတွေကိုဆောင်ရွက်ပါ19ရက်နေ့မေလမှာစာရွေး9ရက်ဆက်တိုက်အမေသားဆောင်လိုက်ပါထူးထူးခြားခြားကောင်းကျင်းတာကတည်းရရှိလာပါမယ်ကျေးဇူးတင်ပါတယ်တောက်ချာနေပွေသူအလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ20ရက်နေ့အတွင်းကာလမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ် ရှင်းမှန်းချက်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ခရီးကိစ္စဆောင်ရွက်နိုင်မယ်အရာဝေးရောက်ကောင်းသောသတင်းစကားကြုံမယ်ပစ္စည်းပြောက်တတ်တဲ့အင်ချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်ရှင်ကားလဲလေပြောင်းလဲတွေ့စီစဉ်သူများဒီကလာအတွင်းအထမြောက်သိမ့်မယ်ကျွေးမြီဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်15ရက်နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်16ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်19ရက်နေ့ ရန်တိုက်ကနေနဲ့ရှင်ပြီးလောက်ရတဲ့တဲ့မတော်တဆနဲ့ကျူးဆက်ရမယ်အနောက်ရောက်ကုန်တည်သွားစရာနဲ့ရှိတဲ့တဲ့နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွာလာကျူးဆက်ဆက်ရှိရနေရအရာရာဆင်ပြေမယ်အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တွတ်တဲ့မကိုရရှိမယ်19ရက်နေ့မှာငွေကြေးကန်ကောင်းမယ်ရမယ်ကွင်းတွေလက်ဝဲပြန်ရမယ်သူတစ်ပါးနဲ့မတူတဲ့ရှူတော်ကန်တွေလောက်ကင်ကျိုးပေးနိုင်မယ်20ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတွတ်တဲ့ခြင်းကိုကြောင်းမယ်20ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှ လွန်ရာပြည့်စုံခြင်းနဲ့ဘဝကံမြင်မာခြင်းတို့ကိုရရှိနိုင်တဲ့အနေအထားကြုံတွေ့ရမယ့်ခံကြမှာရှိပါတယ်။ကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေတန်းလာမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။တစ်နှစ်ခုကနန်းနေ့ကြိုးပေးတယ်။အပြာရောင်စိတ်ရောင်မိခွေရောင်တို့ကိုသုံးပြီးတော့လွန်ရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိကြိုးပေးပါလိမ့်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့ 19ရက်နေ့ကနေစပြီးတော့9ရက်ဆက်တိုင်းအမဲသားရှောင်းလိုက်ပါထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသွားလုံးမင်္ဂလာပါ2025ခုနှစ်မေလ19ရက်ကနေ21ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကန်ချင်းရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်သူတမားနဲ့မတူတဲ့ဆွေတော်နေရာနေကိုလှုပ်ပြီးတော့အစ်မြင့်နေအောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ် ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာတခါမှမလုပ်ဘူးလို့တွန့်ဆုံမနေနဲ့လုံးစရာရှိတဲ့လူတွေရှေ့တိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့တိုးဆောင်ရွက်ခြင်းရဲ့အနှစ်သာရကိုကောင်းစွာရရှိမယ်ကာလပါ၁၅ရက်နေ့မှာလုံးစရာရှိတာလုပ်ပါအခက်အခဲတွေဖြေရှင်းမှာ၁၆ရက်နေ့မှာရံပတိဘက်ကနေထိတ်တရရင်ဆိုင်မှာအခက်အခဲအလုံးထိတ်တရရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ၁၉ရက်နေ့ ဝေးကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့မတော်ဆနေရောဂယူဆက်ရမှာပေါ့အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့တန်တိုင်းခွဲနဲ့သုံးနေကြသတိထား၁၈ရက်နေ့မှာငွေကြီးလုပ်ငန်းစီးပွားဘဝအဖြစ်အတိုက်ခံရလို့ထိတဲ့ရင်ဆိုင်ပြီးဖြည့်ရှင်းပြီးလိုရာပြည့်စုံမဲ့ဘသူဘာပြောပြောကိုလှုပ်ရှားရှိတာရှေ့တိုးလို့ဝေးပန်းသူတွေခေါင်းထဲမှာမတဲ့နဲ့19ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့မယ်။အဲဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုယ့်ရဲ့ဘဝတစ်ခုလုံးကို ရပ်ပေါင်း40အတွင်းပြောင်းလဲမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်သမျှကိုအတွက်မှန်ကန်လေးမယ်ကောင်းလေးမယ်20ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်လဲရအောင်လုပ်နိုင်တယ်21ရက်နေ့မှာခေခဲအလုံးကိုဖြည့်ဆည်းပြီးလိုရာပြည့်စုံနိုင်တယ်ဒီကာလတော်တွေမှာကြာသာပတိနေ့တောက်ကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခုံငါးကနန်းနေအကျိုးပေးတယ် အဝါရောင်ပြာရောင်နုနေအောင်တွေကိုသုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ်ပိုက်ဆံအကျွေးစေးတစေးအမွှေးနှံသာဖျန်းပြီးတော့ပိုက်ဆံရတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ကျေးဇူးတင်ပါတယ်